မင်္ဂလာပါရှင့်မိုင်းကရတိုင်းကနေကြိုဆိုလိုက်ပါတယ်အေဂျင်စီတွေအနေနဲ့တမန်လာတာတဆောင်းကိုလူဦးရေ90ထက်မပိုစေဖို့နဲ့တလောက်တစ်ချိန်သာရှောက်ထားရမယ်ဆိုတဲ့သတင်းအပအဝင်ဒီကနေ့တွေ့ရရှိထားတဲ့ရွှေပြောင်းလုံသားတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုစတင်တက်ဆက်ပေးပါရောင်းမယ်ပထမဆုံးသတင်းအနေနဲ့တရားမဝင် night club ကိုဝင်ရောက်စီးနင်းရမှာမူရေစေဝါ၃ဆွဲထားတဲ့သူ82ဦးထိတိုင်းနိုင်ငံမှာဖမ်းမိခဲ့တဲ့သတင်းကိုတက်ဆက်ပေးပါမယ်တိုင်းနိုင်ငံနှကံဘယ်လိုမှရှိတဲ့တရားမဝင် night club တစ်ခုစီကိုအာဏာပိုင်တွေက မလ24ရက်နေ့မနက်3နာရီမှာစီးနင်းဝင်ရောက်ရှာဖွေရာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီချိန်ကလပ်အတွင်းမှာဧည့်သည်200ကျော်ရှိနေခဲ့ပြီးသူတို့တွေကိုစစ်ဆေးရာတွေပြုလုပ်ခဲ့တဲ့အခါမှာ81ဦးစီမှာမူရစေဝါသုံးဆွဲထားကြောင်းယူဆရတယ်လို့သက်ဆိုင်ရာကနေထုတ်ပြန်ပြောဆိုထားပါတယ်အခုမူရစေဝါသုံးဆွဲတဲ့သူတွေထဲမှာအမျိုးသား49ဦးအမျိုးသမီး32ဦးလို့ပါဝင်ပါတယ် night club ကိုလည်း9နှစ်ကြာပိတ်သိမ်းနိုင်ဖို့အထိအရေးယူဖို့လှုပ်ဆောင်နေကြောင်း အဲ့ဒီခရိုင်အုပ်ချုပ်ရေးမှုကနေအစိုးတင်သွင်းထားကြောင်းသိရှိရပါတယ်ရှင်။အဲ့ဒီ night club အတွင်းကနေခတ်သမင်းနဲ့စိတ်ကြွဆေးပြအချို့ကိုဖမ်းဆီးရမိခဲ့ကြောင်းလည်းသတင်းရရှိပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ agency တွေတမန်လက်တာတစ်ဆောင်ကို လူရင်90ထပ်မပို့စေဖို့နဲ့တလောက်တစ်ချိန်သာရှောက်ထားရမယ့်တရင်ကိုတင်ဆက်ပေးပါမယ်။ agency တွေအနေနဲ့တမန်လက်တာတစ်ဆောင်ကိုလူဦးရေ90ထပ်မပို့စေဖို့နဲ့တလောက်တစ်ချိန်သာရှောက်ထားရမယ်ဆိုပြီးအလို့သမားညွှန်ကြားရေးဦးစီးဌာနကမက်လမှာကြေညာခဲ့ပါတယ်။အဲ့ဒီတည်းမှာ2025ဇန်နဝါရီလ30ရက်နေ့မတိုင်ခင်ကစာချုပ်ချုပ်ဆိုခဲ့တဲ့ agency တွေအနေနဲ့လည်းပြန်လည်တင်ပြရမယ်လို့ဆိုပါတယ်။အခုလိုတမန်လက်တာတင်ပြတာကိုမေလ2ရက်နေ့ကနေစတင်လက်ခံပေးသွားမယ်ဆိုပြီးလည်းတရင် ်ရှိပါတယ်။ထိုင်းနိုင်ငံကိုမြန်မာလုံသားဆင်းလွတ်နိုင်ရေးနဲ့ပတ်သက်ပြီး agency တွေကိုအချက်73ချက်တတ်မှတ်ပြီးအသိပေးထုတ်ပြန်ထားပါတယ်။ဂျပန်၊ကိုရီးယား၊မလေးရှား၊စင်ကာပူနဲ့အခြားနိုင်ငံတွေကိုအလုံသမားဆင်းလွတ်ရေးနဲ့လုပ်ငန်းသတ်မှတ်ချက်တွေထုတ်ပြန်ပေးသွားမယ်ဆိုပြီးလည်းသိရှိရပါသေးတယ်။ဒီကနေ့တော့ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးအထူးပဲတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့တွေပါရှင်။